အိမ်ငွင်းမှာလဲဘူဂေးရီးယားကိုဂိုမိုးရွာနိုင်မဲ့တူရကီဒုက္ခဆိုစနေနေ့ညဥရောပဆောင်ကဘာဖလားခြေစစ်ပွဲပွဲကျူသုံးသက်ချက်များမင်္ဂလာပါပလေးမေကာဂျာနယ်ကနေပြန်လဲကြိုဆိုပါရယ်ဂိမ်းမြင်ကြအနားဆင်သူညီကိုတွေလဲမင်္ဂလာပါဒီကနေ့မှာတော့ပုံမှန်တင်ဆက်နေတာဖြစ်တဲ့တိုင်းစနေနေ့ညတော့ဥရောပဆောင်ကဘာဖလားခြေစစ်ပွဲပွဲကျူသုံးသက်ချက်တွေအနေနဲ့နားဆင်ရမှာဖြစ်ပါရယ်ကလောင်ရှင်ဒုက္ခဆိုရဲ့သုံးသက်ချက်တွေဖြစ်ပါတယ်ပထမအဆုံးပွဲစဉ်ကတော့ ကဇစ်စတန်နဲ့ဘယ်ဂျီယံည၈နာရီ30ပါမျောလင်းချက်မဲ့ကဇစ်စတန်ဟာဂုံတိတ်ကာအတွက်ပဲကန်တော့မှာဖြစ်ပေမဲ့အိမ်ကွင်းမှာတော့ကိုးပြတ်မရှုံးနိုင်အောင်ခံကန်နိုင်ပါတယ်။ဒါကြောင့်ပထမအကြော့အိမ်ကွင်းမှာဂိုးဒါဇင်ဝက်တွင်းထားတဲ့ဘယ်ဂျီယံအနေနဲ့ကဒုတိယအကြော့မှာတော့ထင်သလောက်တော့မလွယ်နိုင်ပါဘူး။နံပါတ်9ကစားသမားစစ်စစ်မပါတဲ့ဘယ်ဂျီယံတိုက်ဆက်ကလည်းအဝေးဝင်းဆိုရင်တနည်းရှိတနည်းငွေပါ။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးနေကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ ဒုတိယမြောက်ပွဲစဉ်ကတော့ Cyprus နဲ့ Austria ည7:00နာရီ30ပါမျောလင်းချက်မရှိတော့ပေမဲ့ Cyprus ဟာအိမ်ကွင်းတော်စွာပြီးအုပ်စုတွင်အိမ်ကွင်းမရှုံးသေးသလိုအိမ်ကွင်းမှာနောက်ဆုံး၄ပွဲဆက်လဲဂိုးသွင်းထားပါတယ်။တရားထိပ်က Austria ကတော့1998နောက်ပိုင်းမှာပထမအကြိမ်ဖြစ်ခြေစပွဲအောင်လို့မယ်အနေထားပါ။ဒါပေမဲ့ Austria အတွက်လေကူးမဲ့အဝေးကွင်းမဟုတ်ပဲနိုင်ရင်တော့ဂိုးပြန်ပေးရနိုင်ပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာအပြန်အလှန်တွင်းကိုရင်မြင်ရနိုင်ပြီးဂိုးများဟာအပိတ်တဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ ဂျော်ဂျီယာနဲ့စပိန်ည7:30နာရီ30လေးပွဲမှာ၃ပွဲအရှုံးနဲ့ဂျော်ဂျီယာဟာမျောလင့်ချက်မဲ့တဲ့လောက်ဖြစ်သွားပါပြီ။၃မှတ်ဖြတ်ထားတဲ့စပိန်ကတော့အုပ်စုတွင်းမှာလည်းပေးကူမရှိသေးပါဘူး။ဒါပေမဲ့လာမာရာမင်မပါနိုင်တာကြောင့်အဲဒီဂျော်ဂျီယာမြေမှာစပိန်တိုက်စစ်အပေါ်မှာအနည်းနဲ့အများတော့တက်ရောက်မှုရှိနိုင်ပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာပထမအကြော့ရလိုပဲကိုအနေကိုအားပေးတဲ့ပွဲစဉ်မျိုးလိုသုံးသပ်ထားတာဖြစ်ပါတယ်။နောက်ထပ်ပွဲစဉ်ကတော့ Liechtenstein နဲ့ Wolves ည7:30ပါ ဇေယျအုပ်ချီကလက်ချင်းစတိန်ကတမတ်မမရသေးသလိုပွဲရန်အလှူပေးနေရတဲ့အသင်းမှာထိတ်ဆုံးနှစ်နေရာစလုံးကိုမျောလင့်နိုင်သေးတဲ့ဝယ်ဒော့ကတော့အခွင့်အရေးကောင်းပါထိတ်ဆုံးနှစ်သင်းနဲ့ဂိုးကွာချချက်အတော်နိုင်နေလို့ဝယ်အနေနဲ့ရသလောက်ဂိုးသွင်းမဲ့ပွဲမျိုးလေးဖြစ်နေပါတယ်ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဝယ်ဂိုးမိုးရွာနိုင်အောင်ပဲပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်တူရကီနဲ့ဘူဂေရီးယားည7:30နာရီ30တူရကီကစပိန်ကိုမမီရင်တော့အုပ်စုဒုတိယနေရာအတွက်ကိုကန်ဂျမာကိုဖန်တီးနိုင်စွမ်းရှိပါတယ် ။တမမမရသေးတဲ့ဘူဂေးရီးယားကတော့အုပ်စုတွင်ပွဲတိုင်းမှာဂိုးအလူပေးနေခဲ့ရပါတယ်။ပြီးခဲ့တဲ့လပထမကြော်ရုံးကအိမ်ကွင်းမှာလဲဘူဂေးရီးယားဟာတူရကီကိုဂိုးတာစင်ဝက်ပေးခဲ့ရပါသေးတယ်။ဒါကြောင့်တူရကီအိမ်ကွင်းမှာလဲအနိုင်ဆုံး၃ဂိုးပြက်ကနေအပြင်းမဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဘော့စနီးယားနဲ့ရိုမေးနီးယားည၂နာရီ၁၅ပါ။ဘော့စနီးယားကအုပ်စုဘိုနီးယားကိုမျှော်လင့်နိုင်သေးသလိုရိုမေးနီးယားကလည်းအုပ်စုဒုတိယနေရာအတွက်မျှော်လင့်ချက်ရှိပါသေးတယ်။အုပ်စုတွင်အိမ်ကွင်းမှာတော့ဘော့စနီးယားဂိုးမတင်နိုင်တဲ့ပွဲမရှိပါဘူး။ဒါ့အပြင် ရိုမေးနီးယားရဲ့ပြိုင်ပွဲအတွင်းအိမ်ဝင်း၄ဝဲစလုံးမှာလည်းအပြန်လန်သွင်းမှုတွေရှိထားပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးများဟာအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဂိမ်းမန်နဲ့ဘီလာရုစ်ည၂နာရီ၅အုပ်စုထိပ်မှာစကော့တလန်နဲ့ရမတူဖြစ်နေတဲ့ဒိမ်းမန်အတွက်တေချာပေါက်၃မှတ်ယူနိုင်မဲ့ပွဲမျိုးပါ။တမမမရသေးတဲ့ဘီလာရုစ်ကတော့အုပ်စုတွင်၄ဝဲမှာရင်၅ဂိုးရောင်ပေးထားရပါတယ်။အဲ့ဒီထဲမှာဒိမ်းမန်ကိုအိမ်ဝင်းမှာရောင်၉ဒါဇင်ဝက်နဲ့ရှုံးခဲ့တဲ့ပွဲလေးပါဝင်ပါတယ်။ ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဒိမတ်ကိုမိုးရွာနိုင်မဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Green နဲ့ Scotland ည2:55သူတို့ထက်ကနှစ်သင်းနဲ့ခုနမှတ်အကွာဆိုတော့ Green အတွက်အမြော်လင်းချက်မရှိတော့ပါဘူး။အုပ်စုဘိုဒိမတ်နဲ့ရမတ်တူ Scotland အတွက်ကတော့ဒီအဝေးကွင်းမှာတရင်နဲ့ရင်ကျင်းနေလို့မရပဲနိုင်ထားမှဖြစ်မှာပါ။ဒါအပြင် Scotland ဟာပြိုင်ပွဲအတွင်းနောက်ဆုံးအဝေးကွင်း၄ဝဲစလုံးမှာမရှုံးခဲ့သလိုအဲ့ဒီထဲမှာ Nation League နဲ့တုန်းက Green ကိုအဝေးကွင်း0-1နဲ့နိုင်ခဲ့တဲ့ပွဲလေးပါဝင်ခဲ့ပါတယ်။ ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာစကော့တလန်အနေဆုံးတရေကနေခံကန်နိုင်တဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဆလိုဗေးနီးယားနဲ့ကိုဆိုဗိုည2နာရီ55လေးဝဲမှာသုံးမှတ်တာရသေးလို့ဆလိုဗေးနီးယားရဲ့မျောလင်းချက်ဟာအတော်နည်းသွားပါပြီ။ကိုဆိုဗိုကတော့ဓာတ်ရိုက်ခြေစပွဲအောင်မဲ့ဇာထိတ်အတွက်တောင်မျောလင်းလို့ရပါသေးတယ်။ဒါ့အပြင်ကိုဆိုဗိုကပြိုင်ပွဲအတွင်းနောက်ဆုံး6ဝဲမှာလည်းတပွဲသာရှုံးထားခဲ့ပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဧည့်သည်နဲ့အားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ ဆွစ်ဇာလန်နဲ့ဆွီဒင်ည2:15တုံးမပြတ်ဥဆောင်နေတဲ့ဆွစ်ဇာလန်ဟာတိုက်ရိုက်ခြေစစ်ပွဲအောင်မှုအခြေအနေကောင်းနေပါတယ်2025ရဲမှာရှုံးမဲမရှိသေးတဲ့ဆွစ်ဇာလန်ဟာအုပ်စုတွင်အိမ်ငွေ2ပွဲစလုံးကိုလည်းပေးကိုမဲ့နိုင်ထားပါတယ်ဇိုးဝါရဲရလက်တီကြောင့်နီးပြအပြောင်းလဲလုပ်ထားတဲ့ဆွီဒင်တိုက်စင်မှာ progress မပါဝင်နိုင်ပါဘူးဒါကြောင့်ဒီလိုပွဲစီမျိုးမှာအိမ်ရှင်းအရေးအောက်ကိုခိုလုံတဲ့ပွဲစီမျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်ပလင်းမေကဂျာနေနာဆင်သူတယောက်ချင်းစီရန်ကိုလည်းကျေးဇူးတင်လျက်ရှိပါတယ် ျွန်တော်တို့ playmaker ရဲ့နောက်ဆုံးရပွဲကြိုသုံးသက်ချက်တွေနဲ့သတင်းချက်လက်တွေကြိုတင် သိရှိဖို့အတွက်လည်း playmaker ရဲ့ Telegram channel မှာ live ကြိုတင်ဖတ်ရှုလို့ရပါတယ်။အားလုံးကောင်းသောနေ့ပိုင်ဆိုင်ပါစေခင်ဗျာ။ကျွန်တော်တင်ဆက်သူထင်လင်းဖြစ်ပါတယ်